ယူနိုက်တက်မှာစက်နေပေါ်အဓိကလမ်းပြပေးခဲ့တဲ့သူကိုထုတ်ဖော်ပြောဆိုလာတဲ့ဘရူနိုပရိသတ်များလုံးပဲမိန်လာများမန်ချက်တာဖောင်းဆောင်ကနေအားလုံးကိုပြန်လည်ချိုလိုက်ပါရင်မန်ချက်တာနိုင်တဲ့အသင်းရဲ့ပိုတဂီလူမျိုးအသင်းကောင်းဆောင်နဲ့ကွင်းလယ်ကစားမတူဖြစ်တဲ့ဘရူနိုဖာနန်တက်ကတော့ဆော်ရီလီရဲ့မလောက်ဆရာလားဆောင်မွေတွေကိုပယ်ချခဲ့ပြီးတော့မန်ချက်တာနိုင်တဲ့အသင်းမှာပဲဆက်ရှိသွားဖို့ဆုံးဖြတ်ချက်ချသွားခဲ့ပါရင် ဆော်ရီဘလိကလအိလေအသင်းကဘရူနိုဖာနန်တက်ကိုပေါင်သန်းနေရာတန်ကြီးရှိတဲ့၃နှစ်စာချုပ်နဲ့အတူကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တာပါဆော်ရီဘက်ကဘရူနိုဖာနန်တက်ကိုတပတ်လောက်ကလာစာပေါင်9သိန်းအထိပေးချေဖို့ကမ်းလှမ်းခဲ့တာပါဒါဟာလည်းရှေ့ယူနိုက်တက်မှာရရှိနေတဲ့လာစာအထက်၃စာနီးပါးဖြစ်ပြီးတော့ပေါ်တူဂီသားကညှင်းပယ်လိုက်ပြီးတော့ယူနိုက်တက်မှာဆက်ရှိသွားမှာပါ အသက်30ကျော်နေပြီမို့လို့ဘလူးနိုဖာနန်တက်အနေနဲ့မွေကြေးနောက်ကိုလိုက်ရင်တော့ပြည်သက်တွေကအပြစ်ပြောကြမှာမဟုတ်ပါဘူး။ဒါပေမဲ့ပေါ်တူဂီသားဟာဥရောပမှာပဲဆက်လက်ကစားဖို့စိတ်အားထက်သန်နေရပါဘလူးနိုအနေနဲ့မွေကြေးနဲ့စီးတဲ့ပိုင်းတွေကိုညှင်းပယ်ပြီး United အသင်းမှာဆက်လက်ကစားဖို့ဆုံးဖြတ်ချက်ချခဲ့ရမှာအရေးပါတဲ့သူတူကဘယ်သူလဲဆိုတာကိုဖွင့်ရလာခဲ့ပါတယ်။ သူကတော့ Bruno Fernandes ရဲ့ဇနီးတဲ့ဖြစ်သူ Anna Fino ပဲဖြစ်ပါတယ်။ Bruno ရဲ့ပြောပြချက်အရဇနီးဖြစ်သူ Anna ကမွေကြီးနဲ့အရာအလုံးထက် professional ဆန်ဖို့သူ့ကိုတိုက်တွန်းပြောဆိုခဲ့တယ်လို့ဖွင့်ရလာခဲ့ပါတယ်။ Amorim ကလည်း Bruno ကို United မှာပဲဆက်လက်ကစားစေချင်တယ်လို့အသင်းဘက်ကလည်းရောင်းချဖို့ဆန္ဒမရှိခဲ့ပါဘူး။ဒါကြောင့်မလို့ Bruno နေနဲ့ Manchester United မှာပဲဆက်ရှိဖို့ဆုံးဖြတ်ခဲ့တာပါ။ United ပြည်သက်နေကရော Bruno ရဲ့ဇနီးဖြစ်သူ Anna ကိုပါကျေးဇူးတင်သွားရမှာဖြစ်ပါတယ်။ ီနေ့တင်ဆက်မှုကဒီလောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖို့အကြောင်းအရာကိုတင်ဆက်ပေးမှဖြစ်လို့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ